နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကမနေ့ကဇွန်လ29ရက်နေ့ည8:40မိနစ်ဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ရာအဆောက်အဦအများအပြားထိခိုက်ပျက်စီးခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မင်းညကဘုံကျဲတာကအရသာထိခိုက်မှုတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့တလုံးကလုံးဝတောကြီးတဲ့လေကွင်းထဲကိုကျသွားတာ။နောက်ထပ်လေးလုံးကတော့ပိတ်ထားတဲ့အိမ်ထဲကိုကျတာ။နောက်ဆုံးအလုံးကလူသူမနေတဲ့900နှစ်ထဲကိုကျတာပါ။စစ်ကောင်စီတိုက်ရဲ့ပထမအကြိမ်တိုက်ခိုက်မှုကညပိုင်း8:39မိနစ်မှာဖြစ်ပြီးတော့ တောင်ရဲ့နောက်ဘက်ကျေးရွာရဲ့လေခွင်းတနေရာတဲကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့ဒုတိယအကြိမ်တိုက်ခတ်မှုကတော့ရက်ကွက်ခုနှစ်မှာရှိတဲ့ဂေါကွင်းဘေးကလေးလုံးတန်းအင်အားပေါ်ကိုဘုံလေးကြိမ်ကြက်ရောက်ပောက်ခွဲကနောက်ဆုံးအကြိမ်မှာတော့900နဲ့တက်သေးကိုကျဲချခဲ့တယ်လို့ဆိုပါရစေစစ်ကောင်စီတက်တဲ့ဒုတိယအကြိမ်တိုက်ခတ်မှုမှာလေးလုံးတန်းအင်အားအပါအဝင်အနီးတဝိုက်မှာရှိတဲ့အိမ်တွေနဲ့မိုးကုတ်ဝိပဿနာဖုံးနီးကျောင်းတို့ထိမှန်ပြက်စီးသွားတယ်လို့သိရပါတယ်။ကျောင်းမဲမျိုးကိုမနေ့ကဇွန်လ29ရက်နေ့နှစ်နာရီခွဲအချိန်မှလဲဒေသကျောင်းတက်ခတ်မှုပြုလုပ်ခဲ့ပြီးတော့ဒေသခံအမျိုးသမီး3ဦးအပါအဝင် 6ဦးကဘုံစားထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တပတ်အတွင်းမှာကြောင်မဲမျိုးကိုစစ်ခွေးတပ်ကလေးချောင်းတက်ခတ်မှု၄ချိန်ပြုတ်လုခဲ့တဲ့အတွက်ဒေသခံ9ဦးသေဆုံးပြီး22ဦးဒဏ်ရာရရှိကအဆောက်အအုံအများပြားပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။